တတစက္ကူပြူလေးတစ်ခါခါအဲဒီ music video လေးကကျွန်တော်တို့တိုင်မြင်ရတာဗောနော်ဒီဒီဘိုင်းအမြညီလေးတွေနဲ့ကျွန်တော်လှုပ်ချင်တဲ့ဥစ္စာကနည်းနည်းဟိုဟာတေးတျော့ဖို့ပုံစံဖြစ်နေခွမ်းရတယ်ဗောပြောမယ်ဆိုအူရီဖြစ်တာဗောဗျာကိုယ်လည်းအသက်ကြီးနေအဲ့လည်းပဲသူတို့တွေ့တဲ့အတွေ့အကြုံပဲ gain လိုက်တာလူပြောရင်လည်းငါချင်းနှက်ခဲရပါဘယ်ခြေကူးတဲ့ကျတော့အာဘလို့အမတ်တရဖြစ်လဲဆိုတဲ့ခါကျတော့ အာကျွန်တော်ရေမွန်းတာပေါ့ရေနေနေအပေါ်နဲ့သူလောင်းချကွာရေနေနေဦးစားအဲတက်ရှူရတဲ့နဲ့ချက်တက်တဲ့ဟွာရှိတယ်ဗောလေမိုးနေပြီအဲ့အဲ့ဒါလေးကိုအဲ့ဒါလေးကတော့အမှတ်တရအောင်ငုတ်ပါသေးလားရေတော့မငုတ်သူကငုတ်ခိုင်းနေတာငုတ်ခိုင်းနေတာသူတို့နဲ့ကျွန်တော်နဲ့အဲရင်ဘတ်ချင်းကန့်ညီဘူးဆိုတာတော့ဘယ်လိုပြောမလဲကိုနေ့နေ့တခါပြောဘူးသလိုပေါ့ limit ဖြစ်နေသလားပေါ့အဲ့လိုအဲ့လိုပေါ့ ဒီဟာလေး limit ကိုနည်းနည်းကျော်သွားတယ်ထင်တယ်နော်ဒါလည်း limit ပဲထင်ပါတယ်အဲဒီ music video လေးကကျွန်တော်တို့တိုင်မြင်ရတာပေါ့နော်ဒီဒီဘာအေးမြညီလေးတွေနဲ့ဒီတချို့ရိုက်မဲ့သူတွေနဲ့ကျွန်တော်အကုန်လုံးဝိုင်းပြီးတော့စဉ်းစားကြတာပေါ့ကျွန်တော်ဟိုပါပေါ့အင်းဘယ်လိုပြောမလဲဆိုတော့ဒီဒီတမေယူကြ တေးတုပ်ဖို့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးမရိုက်ချင်ကြဘူးဆိုပြီးအဓိကအကြောင်းရင်းအဲ့လိုပေါ့အဲ့လိုကနေကျွန်တော်တို့နည်းနည်းဟိုကလိကြတာပေါ့ဗျာကလိရင်းနဲ့အဲ့လိုဖြစ်သွားတာစဉ်းစားရပေါ့စဉ်းစားရသုံးလေးမျိုးလောက်စဉ်းစားပြီးတော့မှဒီကောင်ဖိုင်နယ်ဖြစ်သွားပေါ့ဒါကကျွန်တော်စိတ်ကူးတော့မဟုတ်ပါဘူးအဲဒီဘာအမြပဲဒီဘာအမြပဲအချမ်းပေါ့နော်သူကလည်းမေးပါလေကျွန်တော်ဘယ်လိုလုပ်ချင်လဲတဲ့ ။အဲမေးတဲ့အခါကျတော့ကျွန်တော်လှုပ်ချင်တဲ့ဥစ္စာကနည်းနည်းဟိုဟာတေးတျော့ဖို့ပုံစံဖြစ်နေ။ခွန်းရတယ်ဟောပြောမယ်ဆို update တိတ်မဖြစ်ဘူးဗျာ။စိတ်ကူကလည်းအဲ့လိုမျိုးဟိုဒီစာသားပုံမှာလိုက်ပြီးတော့ရရမယ်ပုံစံကြီးဖြစ်နေခါကျတော့ဒီလိုစဉ်းစားကြပါဦးဆိုတော့သူတို့ပြောတာလေးကိုပြန်စဉ်းစားကြည့်ဟုတ်တယ်။ဟုတ်တာပဲလို့ငါတွေးရအတူရနည်းနည်းဟို ori ဖြစ်တာပေါ့ဗျာ။ကိုယ်လည်းအသက်ကြီးနေ။အဲ့လည်းပဲသူတို့တွေ့ရတွေ့နေပဲကိုင်းလိုက်တာ။ဖြစ်တိုင်းကရှောပင်လို့ရ။နေနိုင် ဂျေကူးတင်ကကျတော့အာဘလို့အမတ်တရဖြစ်လဲဆိုတဲ့ခါကျတော့အာကျွန်တော်ရေမွန်းတာပေါ့ရေနေနေအပေါ်နဲ့သူလောင်းချကွာရေနေနေဦးစားအတက်ရှူရတယ်နဲ့ကြက်တက်တဲ့ဟွာရှိတယ်လေပေါ်နေရေလောင်းတာနှစ်ခေါက်သုံးခေါက်လောက်သူတို့ကဒီနှစ်ကြော့သုံးကြော့လောက်တစ်ချိန်ဖွင့်တာပြီးရေလောင်းတယ်ကွာမိုးနေပြီအဲ့ဒါလေးပေါ့အဲ့ဒါလေးကအမတ်တရပေါ့ငုတ်ပါသေးလားရေတော့မငုတ်သူကငုတ်ခိုင်းနေတာငုတ်ခိုင်းနေတာ အကုန်လုံးပေါ့အကုန်ပေါင်းပြီးတော့တို့တွေတို့ဒီဘာရေးမြအဖွဲသားတွေပေါ့နော်ဝိုင်းပြီးတော့တို့စဉ်းစားကြတာပေါ့ဒီဟာလေးတွေဘယ်လိုလုပ်ကြမလဲဘောလုံးလေးတွေနဲ့စက်ကူအဲလေးလေးခောက်လေးတွေပထမတော့မှအဲဒီဒီဒီပထမစဉ်းစားရတဲ့ဓမ္မအဲ့ဘာမင်းသားတွေမင်းသမီးတွေပါသေးတယ်ပါတဲ့ခါမှာတို့ရွေးချယ်ထားတဲ့အဲ့ခုနပြောတဲ့သင်းလေးတွေနဲ့ကျတော့မင်းသားမင်းသမီးကိုဘယ်လိုထည့်ရမလဲဆိုတာဟုတ်ပါနောက်ပိုင်းကျတော့ဘယ်မှာထည့်ရမလဲဆိုတဲ့ဥစ္စာတွေပါအဲနည်းနည်းစဉ်းစားကြက်တယ်ဗျာ ချက်လာတာဗောနော်သူတို့ကြည်啊ချက်လာနဲ့ဒါနဲ့ပဲကင်လိုက်တာဗောနော်ပါရမောပါရမောကျွန်တော်ပါပါတတော်ပါပါတယ်တတော်ပါပါတယ်အခုကိုဝင်ခံပါတယ်ဒီတချို့အပိုင်းတွေဆိုကျွန်တော်တိတ်မစဉ်းစားနိုင်လို့ဒီသူမြောက်ပဲသူမြောက်အိုင်ဒီယာကိုပဲကျွန်တော်ယူရပါတယ်အဲ့ဒါတကယ်ဝင်ခံပါတယ်ဘာဖြစ်လို့ဆိုတော့ ကျွန်တော်ဒီရေးမယ်ဆိုမယ်တီးမယ်အဲတီးရတော့မှဒီကိုယ်တချင်းကိုလောက်ပဲလေအဲဘယ်လိုလေးလှုပ်ချင်းနဲ့အဲ့ပုံမှာပဲကျွန်တော်တို့ရဲ့အဲအချိန်เนี่ยကုန်သွားတယ်ဗျာဒီဒီနောက်ပိုင်းလောက်ရမယ်အပိုင်းနေကိုကျွန်တော်တော့မဆိုလဲအခု Evan အသုံးချက်လောက်လုတ်ခဲ့တယ်ဗျာအဲဂျားထဲမှာလဲ single လေးနဲ့လုတ်ခဲ့တယ်အဲ့အပိုင်းတောက်လျှောက်လုံးကအသေးပဲဒီရေးမယ်ဆိုမယ်ကအသေးပဲအဲ့ဒါမှာဘလို့ဒီ depression ဒီ production ပိုင်းပေါ့နော်ဒီ music video အပိုင်းတို့ဘာလို့တိတ် ပါဝင်ခဲ့တာလည်းမရှိတဲ့အခါကျတော့လူကလေအသေးကြီးလို့ဖြစ်တာပေါ့ပြောမယ်ဆိုကျွန်တော်ခေါင်းထဲမှာမရှိဘူးအဲအကန့်ပြောင်းနေတယ်အဲကြောင့်ကျွန်တော်ဝေခံပါတယ် music video တွေပတ်တဲ့ကျွန်တော်သူများဆရာပဲကျွန်တော် idea ယူပါတယ်အဲချိုးလဲကြိုက်ကြတယ်ချိုးကြတော့လေအဒီအဲဘယ်လိုပြောမလဲသူတို့နဲ့စိတ်နဲ့မကြိုက်တာလေးအဲ3 4အဲအဲ့လိုမျိုးဟာ3 5 4ရောက်လောက်5 3ရောက်လောက်တော့အဲ့လိုတွေ့ပါတယ် ူတို့နဲ့ကျွန်တော်နဲ့အဲရင်ပချင်းကန့်ညီဘူးဆိုတာတော့ဘယ်လိုပြောမလဲကိုနေ့နေ့တခါပြောဘူးသလိုပေါ့ limit ဖြစ်နေသလားပေါ့အဲလိုအဲ့လိုပေါ့ဒီဟာလေး limit ကိုနည်းနည်းကြော်သွားရတယ်ရှင်နော်ဒါလည်း limit ပဲထင်ပါတယ်ဖြစ်ပါတယ်တချို့ကလည်းကျွန်တော်ဟိုအဲနေမသိတာလားတို့ဘာလို့အရင်ရိုက်စီခြင်းနဲ့ ူတွေလည်းအဲ့မှာမန့်နေမှာရေးတာကောက်ချောင်းမဲလို့ပေါ့နော်အဲ့ဒါလေးတွေကျွန်တော်ရိုက်ဖို့ကျွန်တော်အလင်းသိရင်သင်တယ်လို့အစဉ်ပြေရင်ပြည်တယ်လို့ကြုံကြိုက်တယ်လို့မျိုးလုပ်ဖို့အစီအစဉ်ရှိပါတယ်ပြည်သက်တွေအားလုံးဒီကျွန်တော်ရဲ့ကျွန်တော်ဘာလို့လို့ကျွန်တော်နဲ့အတူတူစီးမျောပေးတဲ့ရင်ပချင်းတူတဲ့ဗောရာမိတ်ဆွေအပေါင်းအသင်းရောင်းရင်းတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းအနေနဲ့ပြီးရင်ကိုယ်လှုပ်ခြင်းနဲ့ကြံစီထားတာတွေအောင်မြင်ပါစေပြီးတော့ကျွန်တော်ဆက်လုပ်သမျှကိုလည်း ဒီလိုပဲအခုလိုပဲဆက်ပြီးစီးမျောပေးပါအောင်လို့ဒီနေ့ကနေပြောချင်ပါတယ်